Hello everyone ဒီနေ့ဗီဒီယိုထဲမှာကြတော့ကိုယ့်ရဲ့ငယ်ဘဝပေါ့နော်ဒီ high school တက်နေတုန်းကဒါမှမဟုတ်လေဒီ grade 12တက်နေတုန်းကအာမိမက်ပိုင်ကြီးပေါ့နော်ဒီသူ့ကို advice ပေးရမယ်ဆိုရင်ဘလို advice တွေပေးမလဲအော် number first one တခုကကြတော့ဒီ worrying ပေါ့နော်စိတ်အယံပူတက်ပါတယ် အမဘောနော်ငငယ်တုန်းကဒီចောင်းတုန်းကဆိုလို့ရှိရင်အရန်စိတ်ပူတက်တယ်ပထမဆုံးစိတ်ပူတာကကြတော့ဒီစာနဲ့ပတ်သက်တာပေါ့နော်စာရီကလုံနေတယ်စာရီကရနေတယ်ဆိုပေမဲ့ငါတေချာကိုကောင်းကောင်းလုံနိုင်ပါမလားဆောင်းဝဲကြမှာလွဲသွားရင်ဘယ်လိုလုံမလဲဆိုတဲ့ worry စေကအရန်များတဲ့အခါကျတော့ဒီចောင်းတုန်းက high school တုန်းကဆိုလို့ရှိရင် တော်တော်လေးရုန်းကန်ခဲ့ရတယ်ဒီပေါ့နော် mental breakdown တွေခဏခဏဖြစ်တယ် stress တွေ depression တွေဆိုတာကအများအန်တွဲနေတာအဲ့ဒါကြောင့်မို့ကို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 သာပြန်ပြီးတော့ဆုံးမလို့ရလို့ရှိရင် သိစိတ်ငုပ်ပူပါနေလို့ဆုံးမချင်ပါဘူး အဲ့တော့ရောတခါတည်းလေးပဲဒီစိတ်ပူနေတဲ့ဟာတွေကိုဘယ်လိုဖြေရှင်းခဲ့လဲဆိုတော့တခါတည်းပြောသွားပါမယ်ပေါ့နော်အဲ့တော့အမလုတ်တဲ့ညီကကြတော့ဒီကိုကစိတ်ပူပြီး worry များပြီးစောင်းပွဲဖြေနိုင်ပါမလားဆိုရယ်စိတ်တွေစောင့်ဝင်လာပြီးဆိုတော့အကုန်လုံးကိုရေးချလိုက်တယ်ပေါ့နော်စောင်းတအုပ်မှာတည်တန့်ရေးလိုက်တယ် okay ငါမလက်ပြန်စောင်းပွဲဖြေရင်အမလုံးမိမှာကြောက်တယ်အဲငါမတန်ငါမသိတာကြီးပါတိုင်းရဲ့မှာကြောက်တယ်ဒါမျိုး worry ကိုအရင်ဆုံးခြိုက်ရတယ်ပေါ့နော်ခြိုက်ပြီးတဲ့ခါကျရင်တော့ okay ဒီ ညာစာမားမာကြောက်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်နိုင်မလဲဥမာကိုကဟိုဘော့တို့မှာတမတ်တန်မားမာကြောက်တယ်ဆိုလို့ရှိရင်တမတ်တန်တွေကိုအသေးစိတ်ကအစာဆလုံးမောင်းကအစာပူပြီးတော့ကြီးပစ်လိုက်တယ်ပေါ့နော်အဲဒါမျိုးကတော့အယိုးရှင်ဆုံးနဲ့အလွယ်ကူဆုံးအဖြစ်ရှင်းနေပါတော့အဲ့အနေနဲ့ကကြတော့ don't take everything so seriously ပေါ့နော်အရာအားလုံးကိုအရင်ကြီးအ serious မထားပါနဲ့ပြင်းထမလို့အဲ့လိုမျိုးကြီးမယူဆနဲ့ပေါ့နော်အဲ့ဆိုငငယ်ရုံးကကြတော့တခုခုဖြစ်တယ်ဥမာအเจ้าမှာအမှတ်တွေထွက်တယ်အမှတ်စင်းတွေထွက်တယ်အသူများတွေကကိုထားအမှတ်ကောင်းတယ်ကိုကသူများတွေထားအမှတ်ကောင်းတဲ့အချိန်တွေလည်းရှိအောက်မျိုးဖြစ်တဲ့အချိန်တွေဆိုလို့ရှိရင်အရင်ကြီးကိုရဲ့တန်ဖိုးတွေကိုလည်းဒီအမှတ်တွေနဲ့ဆုံးဖြတ်ခိုက်မိရယ်ပေါ့နော် အဲ့ဒါကြောင့်မလို့ဒီအချိန်လေးကိုသာပြန်ပြီးတော့နောက်ဆုတ်လို့ရလို့ရှိရင်ပြောချင်တာက အရင်စိတ်မကောင်းဖြစ်ပါနဲ့အမှတ်တွေဆိုတာကကနန်းညီပါပြီးတဲ့ခါကျတော့ကိုကစူးစမ်းထားတာကအများကြီးပဲဒါပေမဲ့ဒီရလက်ထွက်လာတဲ့ result ထွက်လာတဲ့ခါကျတော့ကိုရဲ့စူးစမ်းမှုနဲ့မကန့်ညီတာမျိုးရှိတဲ့အခါမှာ ကိုရဲ့တန်ဖိုးပေါ့နော်ကိုရဲ့အစာလုံးနိုင်စွမ်းအားတွေကိုဒီအမှတ်လေးတွေနဲ့မဆုံးဖြတ်လိုက်ပါနဲ့အဲ့ဒီအစာဘယ်လိုလုံးမလဲဆိုတော့ကိုကိုကိုထပ်အားပေးပါနောက်တစ်ခါကျရင်အဲဒီထပ်ပိုကောင်းအောင်လုပ်မယ်ဆိုပြီးအားပေးပါဆိုတော့ solution လေးတစ်ခုကိ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 ုပြန်ပြီးတော့ပြောပြချင်ပါတတိယအချက်အနေနဲ့ကကြတော့ just try hard စူးစမ်းပါ ကျိုးသွားကျိုးသာကျိုးစားလိုက်ပေါ့နော်အဲ့ဒါပြီးရင်ပြီးသွားပြီပေါ့နော်ဒီအရင်ကျိုးစားလိုက်ပါကိုကစိတ်တွေကညစ်နေတယ်စိတ်ကမပါဘူးဒီလိုမျိုးဖြစ်နေတော့ကိုကိုကိုကျိုးစားလိုက်လို့ပဲပြောချင်ပါတယ်ဆိုတော့ကျိုးစားလိုက်တယ်ဆိုလို့ရှိရင်ကအာကိုရဲ့တာဝန်ကတဝက်လို့ပြီးသွားတယ်ပေါ့နော်အဲ့ခါကျတော့ကျိုးစားလိုက်ပါလို့ကိုကိုကိုပြန်ပြီးတော့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီ high school ကိုပြန်သွားကြည့်မယ်ဆိုလို့ရှိရင်တချို့အခြေအနေတွေမှာအာဆိုလို့ရှိရင်စိတ် အာစိတ်ညစ်တယ်ဆောင်လုတ်ချင်ဘူးဆိုပြီးတော့ရောင်းလေရောင်းလေနဲ့ဘာမှမလုပ်ပဲနဲ့တရနှစ်ရက်တစ်ခါလေကြာရင်တပတ်ကုန်သွားတဲ့အချိန်မျိုးရှိကြတယ်ပေါ့နော်အဲဒါကြောင့်မို့ကိုကိုကိုသားပြန်ပြီးတော့ဆုံးမလို့ရရင်စူးစားလိုက်ပါစားလို့လိုက်ပါစိတ်မပူတွေ့ဝေမနေပဲနဲ့စားလို့လိုက်ပါလို့ပြန်ပြောချင်ပါလေးချက်ကကြတော့ဘသူမှကိုကိုကိုထင်သလားဂယူးမဆိုင်ဘူးဆိုတဲ့အချက်ပါအဲ့အဲ့ဒီအချက်ကိုနားလည်ဖို့တော်တော်လေးလေးစူးစမ်းယူခဲ့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ တခုခုလောက်တော့မယ်ဆိုရင်တခြားလူတွေကငါ့ကိုဘယ်လိုထင်ပါလဲဒီငါ့ရဲ့စငယ်ချင်းတွေကိုအမျိုးတွေကငါ့ကိုဘယ်လိုထင်ပါလဲဆိုတော့ဒီစိတ်တွေကအရင်ဆုံးကိုယ့်ကိုတားဆီးရဲပေါ့နော်အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ဒီ group တုန်းကဆိုလို့ရှိရင်ပြိုင်ပွဲလေးတွေရှိတယ်ပေါ့နော်လူမျိုးဆိုင်စာကုန်းပြိုင်ပွဲလေးတွေရှိတယ်အစိုးရအကြောင်းနဲ့အစနစ်နဲ့ကြတော့လေအဲဒီလိုမျိုးအင်္ဂလိပ်ဆိုင်စာမှုပွဲလေးတွေရှိတယ်အဲ့လိုမျိုးစာမှုပွဲလေးရှိတဲ့အခါမှာကိုကအမကိုရန်ဆိုဝင်ပြိုင်ချင်ခဲ့တဲ့ဟာလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ ဲမဝင်ပြိုင်ခဲ့မိဘူးဘာလို့လဲဆိုတော့ငါကဓာကြီးကိုပြိုင်လို့ရှိရင်ငါ့ကိုသူတော့အရန်တော်တက်နေလို့များလာပြိုင်တော့လားအဲ့လိုမျိုးထင်မဲဆိုတဲ့အစမကောင်းတဲ့စိတ်ရှိခဲ့တယ်ပေါ့နော်ငငယ်တုန်းကကိုကိုသူများတွေကအမြဲတမ်းကြည့်ပြီးဝေဖန်နေတယ်သူများတွေရဲ့ဝေဖန်ခံရမှာကိုကြောက်တယ်အဲဒါမျိုးလေးတွေရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းနေအားလုံးနဲ့ကြောင်းနေလဲပြီးသွားတဲ့အခါကျတော့ဒီလို မျိုးပေါ့နော် high school ကြီးပြီးသွားတဲ့ခါကျတော့တကယ်လက်တွေ့မှာကဘသူမှကိုယ့်အကြောင်းဘယ်လောက်ထိကူးမဆိုင်ပါဘူးအဲဂယူဆိုင်တယ်ဆိုတော့ကိုယ်မိဘတွေဆွေမျိုးသားချင်းတွေကိုယ့်ကိုချစ်ချင်သူတွေတော့ရှိမယ်ပေါ့နော်ဒါပေမဲ့ဘသူမှကိုယ့်အကြောင်းအကြာကြီးကူးမဆိုင်နိုင်ဘူးပေါ့ငါကိုဘွားနဲ့ကိုသွားနေကြတာဖြစ်တဲ့အတွက်ဘလို့မှရှင်းလို့လည်းမရဘူးဘလို့မှလည်းသွားပြီးတော့ကိုနဲ့သူနဲ့ပေါ့နော် ဘလို့မှလည်းရှင်လို့မရဘူးဘလို့မှလည်းတွားပြီးတော့နှိုင်းရှင်မှုတွေလည်းပြုလုပ်လို့မရဘူးပေါ့နော်အဲအားကြောင့်မို့ဒီကနေဆက်လက်ပြီးတော့ number 5အချက်ကတော့ဒီ comparison ဆိုတဲ့နှိုင်းရှင်တာပေါ့နော်အဲ့တော့ငငယ်တုန်းကမိမျက်ပိုင်ကိုသာပြောခင်းရမယ်ဆိုလို့ရှိရင် ကိုလန်းကိုလျှောက်ပြီးတော့တက်တက်မတ်မတ်သွားပါလို့ပြောချင်ပါတယ်။ငငယ်တုန်းကမိမျက်ပိုင်းကဘယ်လိုမျိုးတွေရှိခဲ့လဲပေါ့နော်။အဲ့ဒီကိုကိုကအယံအားကြတဲ့စိတ်ကြီးဖြစ်တယ်ပေါ့နော်။တကယ်တမ်းကျတော့သူများကိုအားကြနေရလဲမကောင်းဘူး။အဲဒီလိုမျိုးအထင်သေးတာလည်းမကောင်းဘူးပေါ့နော်။တကယ်ကျတော့အဲကိုရဲ့ progress ကိုပဲကိုကြည့်နေတာကပိုကောင်းနေပေါ့နော်။အဲ့ဒီဒီအချက်ကိုဘယ်တော့မှသတိထားမိလဲဆိုတော့ဒီ grade 12ကျောင်းမှကိုကိုကိုသိမိတယ်ပေါ့နော်။အဲ grade 12ကျောင်းမှကိုသိလိုက်တာက အားကြနေတော့ရောကိုကဘာဖြစ်သွားလဲဆိုတော့ဘာမှမဖြစ်သွားဘူးကိုပန်းနိုင်နေကဘာမှမဖြစ်သွားဘူးကိုကကိုကိုကိုအဟိုပေါ်မှာပေါ့အထင်သေးနေတယ်ကိုကိုကိုနှိမ်ချနေတော့ရောကိုပန်းနိုင်နေကိုကဘာမှမဖြစ်သွားဘူးပေါ့နော်တကယ်အရေးကြီးတဲ့အချက်ကကြတော့ကိုရဲ့ progress ဆိုတာကကိုရဲ့တိုးတက်မှုကိ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 ုကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်အဲဒီလိုမျိုးအ make live your life တို့ပြောကြရဲကိုဘွားကိုနေပါပြီးရင်ကိုကိုကိုတိုးတက်အောင်လုပ်ပါ think if you are making any progress ပေါ့နော်ဒီလိုစကားမျိုးစကားလုံးမျိုးလေးတွေအများကြီးကြောက်ကြပါလိမ့်မယ်ဒါကဆိုလို့ရှိရင်ဒီလိုမျိုး millionaire တွေ billionaire တွေသူတို့တွေခဏခဏပြောကြတယ်ပေါ့နော်ကိုယ့်ရဲ့တိုးတက်မှုကိုကိုရှာပါဆိုတဲ့ဟာပါတကယ်ကြတော့သူများတွေကကိုယ့်အတွက်အခုချိန်မှာအမှတ်ပုံများရင်များနေမယ်အမှတ်နည်းရင်နည်းနေမယ်ပိုအောင်မြင်ရင်အောင်မြင်နေမယ်ဒါမှမဟုတ်လဲကိုယ့်ထက်ပိုပြီးတော့မှနိုင်နေရင်လည်းနိုင်နေမယ်ပေါ့နော်တကယ်တော့ဘဝကြီးကအားလုံးကမတူဘူးအဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ယခုရှိနေတဲ့ အခြေအနေလေးကိုပဲ grateful ဖြစ်တတ်အောင်ဟိုပို့ပြီးတော့ကျေးဇူးတင်တတ်အောင်ဒါလေးကိုသင်ယူသင့်ပါတယ်လို့အားလုံးပြောပြချင်ပါတယ်ဒီလိုကနေပြီးတော့မှဒီလို mindset တွေစပြီးတော့ချိန်ပြီးဆိုတော့မှကိုယ့်ရဲ့ဘဝကလည်းဖြည်းဖြည်းပြောင်းလဲသွားတာ ကိုရဲ့အလန်းကိုပဲတက်တက်မတ်မတ်ပြေးရုံပဲဒီလိုမျိုးကိုကိုကိုသဘောပေါက်သွားတဲ့အခါမှာဆိုလို့ရှိရင်ကိုရဲ့ပန်းနိုင်လေးကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာတယ်လောက်ရမယ့်အရာတွေကိုပို့ပြီးမြင်လာတယ်ပေါ့နော်အခါတိုင်း grade 10နဲ့11တုန်းကဆိုလို့ရှိရင်သူများတွေဘာတွေရနေလဲလဲအရန်စိတ်ဝင်စားတယ်ဒါပေမဲ့ဒီ grade 12ရောက်တော့တိတိတသားပဲကိုကိုကိုပဲပို့ပြီးတော့စိတ်ဝင်စားတယ်ပေါ့နော်ကိုကအမှတ်ဘလောက်ရနေပြီလဲဘလောက်အမှတ်ဥပမာပေါ့နော်ကျောင်းတုန်းကစာမွေးရည်ဒီမှာအမှတ်495ရ တယ်ဆိုရင် okay ငါအခုတော့485ရတယ် final ကြီးမှာ900ကျော်ဖို့အတွက်ဘယ်လိုကြိုးစားရမလဲဆိုတဲ့နီးလန်းလေးကိုပဲပို့ပြီးတော့တွေးမိတာတယ်အချက်လေးတွေကတော့ high school မှာရှိနေတယ်မင်းမြက်ပိုင်ဥစားပြီးသွားပြီးတော့တစ်ချက်တော့ရိုက်လိုက်လို့ရရင်ဒါမှမဟုတ်လေတစ်ချက်တော့အသိစိတ်ကိုဝင်ဆိုပြီးတော့တစ်ချက်တော့ပြောလိုက်လို့ရလို့ရှိရင်ပြန်ပြီးတော့ advice ပေးမိမယ်အချက်လေးတွေပဲဖြစ်ပါတယ်အားလုံးလည်းဒီ အချက်လေးတွေပါကို့အတွက်အထောက်ကူကောင်းလေးတွေဖြစ်မယ်လို့ယုံကြည်ပါတယ်ဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲเนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်